မင်္ဂလာပါရှင်။ဇွန်လ17ရက်ဗုဒ္ဓဟူးနေ့ကင်တရော့ဝတီ time သတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါရမယ်။ဖေခုံညောင်ရွှေနေဆက်မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုတွေလည်းရှိနေပါဗျ။ဗထူီကိုအခြေပြုတဲ့ပြည်နယ်တက်တွေနဲ့အနာဂတ် Federal Democracy ပြည်ထောင်စုကိုတည်ဆောက်သွားမယ်လို့ KNA ကပြောဆိုလိုက်ပါရယ်။စကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ရှမ်းကရနီနေဆက်အပါအဝင်ကရနီပြည်မှာ တလအတွင်အရက်သားတေဆုံးမှု6ဦးရှိခဲ့ပါတယ်။ကုန်စည်နှုန်းကြီးမြင့်မှုဒဏ်ကြောင့်ခရူဆိုစစ်ဘေးရှောင်တွေမိဖို့ကြောင့်အသုံးစိတ်ကိုရှော့ချနေရတယ်လို့ဆိုပါတယ်။ဒီသတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါ။ရှမ်းပြည်တောင်ပိုင်းဖဲခုံညောင်ရွှေနယ်စပ်မှာစစ်ကောင်စီ PNO တပ်တွေနဲ့တော်လရင်တပ်ဖွဲ့တွေကြားမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစေဖြစ်ပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိတယ်လို့ဖဲခုံ PDF 1006တပ်ရင်းက ဒီနေ့မှအတိပေးထုတ်ပြန်လိုက်ပါရယ်ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့ကတော်လရင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ညောင်ရွှေမြို့နယ်ရေပူကြီးရွာအတွင်းကိုစစ်ကောင်စီနဲ့ PNO တို့အင်အားအလုံးအရင်နဲ့ထိုးစစ်ဆင်လာခဲ့တာပါဇွန်လ၂ရက်နေ့မှာစတင်ခဲ့တဲ့မြေပြင်တိုက်ပွဲဟာဒီနေ့အချိန်ထိဖြစ်ပွားနေဆဲဖြစ်ပါရယ်တော်လရင်တပ်ဖွဲ့ဖက်ကတော့ PNO တပ်သား5ဦးထက်မနည်းတိစုံကဒဏ်ရာရတဲ့သူတွေရှိတယ်လို့ပြောပါရယ်စကောင်စီရဲ့ထိုးစစ်ကြောင့် ဖဲခုံညောင်ရွှေနယ်ဆက်အပါအဝင်ဂရီနီကဂုံတာကျေးရွာမှာလဲတော်လရင်တပ်ဖွဲ့တွေစစ်ရေးလှုပ်ရှားမှုတွေရှိနေပြီးဖဲခုံမြို့နယ်တဝက်မှာစစ်ရေးအခြေအနေတွေတင်းမလာနိုင်တယ်လို့ဖဲခုံ PDF ကထုတ်ပြန်ချက်မှာအတိအပေဖော်ပြထားပါတယ်တိုက်ပွဲဖြစ်ပွားတဲ့ဒေသအနီးမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ကာကွယ်ရေးတပ်တွေအတိအပေးထုတ်ပြန်ထားတဲ့စစ်ရေးတတိပေးချက်တွေကိုမိမိတို့လုံခြုံရေးအတွက်လိုက်နာဆောင်ရွက်ပေးဖို့ကို ဖက်ကွန် PDF တထောက်ချောင်းတရင်ကတိုင်တွန်းထားပါတယ်လူမျိုးစုံလူထုကြီးနဲ့အတူပထဝီကိုအခြေပြုတဲ့ပြည်내တစ်တွေနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်သွားရမယ်လို့ကယန်းအမျိုးသားတပ်မတော် KNA ဥက္ကဋ္ဌခုံးပဟန်ထံကပြောဆိုလိုက်ပါရယ်ခေတ္တမိုင်းကြောင်းအခြေအနေအရကယန်းအမျိုးသားတွေဟာဂရင်းပြည်ရှမ်းပြည်နယ်ကရင်ပြည်နယ် မန္တလေးတိုင်းနေပြီးတော့ကောင်စီတွေမှာ ပြန့်ကျဲနေထိုင်နေကြရတယ်လို့ဆိုပါရယ်။ဒါကြောင့်ပြန့်ကျဲနေထိုင်နေတဲ့ကယန်းနယ်မြေဒေသလေးခုကိုပေါင်းစည်းရေးကကယန်းအမျိုးသားတွေရဲ့နိုင်ငံရေးမျိုးမှန်းချက်ဖြစ်ပြီးပြည်နယ်တစ်ခုအဖြစ်စုစည်းနိုင်ဖို့ယုံကြည်ကြောင်းကို KNA ကထုတ်ပြန်ပြောဆိုလိုက်ပါရယ်။အမျိုးသားတွေတန်းတူညီတူရေးအတွက် လူမျိုးကိုစားပြုတဲ့ပြည်နယ်သက်တွေပေါ်ပေါက်လာတာကအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ လူမျိုးရေးပဋိပက္ခကိုပြည့်ရှင်းပေးနိုင်တဲ့နီလန်ကောင်တစ်ခုဖြစ်တယ်လို့ Federal ဖွဲ့စည်းပုတ်အခြေခံဥပဒေရေးဆွဲရေးနဲ့ဤနာရေးကော်မတီဥက္ကဋ္ဌဟောင်းခွန်မန်ကိုပါကကန်ဒရဝတီ time ကိုဖြည့်ချားခဲ့ဖူပါရယ်ခွန်ပဟန်ထန်ဟာ NUG လူခွေရေးဆာယာဝန်ကြီးဌာနရဲ့ပြည်တော်စုဒုဝန်ကြီးတာဝန်ကနေပြီးခဲ့တဲ့ match လ9ရက်နေ့မှာအနားယူခဲ့ပါရယ်အဲ့ဒီနောက်ကရန်အမျိုးသားတပ်မတော် KNA ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ကြောင်းဇွန်လ9ရက်နေ့မှာပဲတရားဝေကြေညာခဲ့တာပါ KNA ကတော့2024ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ချန်ဂရနီနယ်ဆက်ဖဲကွန်မြူနီအတွင်မှာစစ်ရေးလှုပ်ရှားနေတယ်လို့သိရပါတယ်ရှင်။ချန်ဂရနီနယ်ဆက်အပါအဝင်ဂရနီပြည်မှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့မေလ3လအတွင်မှာ အရက်သားတည်ဆုံးမှု6ဦးရှိခဲ့ပါတယ်။ဒါဟာဂရင်းနီလူအခွင့်အရေးအဖွဲ့ကလက်လံမီပြုစုထားတဲ့စည်ရင်းသားဖြစ်ပါတယ်။တည်ဆုံးခဲ့တဲ့ပြည်သူ6ဦးထဲမှာတော့လေချောင်းတိုက်ခတ်မှုကြောင့်ကလေး2ဦး၊လက်နဲ့ကြီးချောင်းအမျိုးသား4ဦးနဲ့တခြားဖြစ်စဉ်ကြောင့်အမျိုးသမီး2ဦးတို့ဖြစ်ပါတယ်။ဒါအပြင်မေလအတွင်းမှာပဲစစ်ကောင်စီရဲ့လေချောင်းတိုက်ခတ်မှုလက်နဲ့ကြီးပြစ်ခတ်မှုနဲ့မြေမြုပ်မိုင်တွေကြောင့်လည်းပြည်သူ32ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့နှီးမျိုးစုံတိုက်ခိုက်မှုတွေကြောင့်အရက်သားလူထုတွေရဲ့နေအိမ်တွေဟာထိခိုက်ပျက်စီးခဲ့ကလက်နေကြီးကြောင့်တလအတွင်းလူထုနေအိမ်73လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုတွေဟာရိုက်ကောဒီမိုဆို ဖားဆောင်တဲ့ဖေခုံစတဲ့ဒေသတွေမှာတိုက်ခိုက်မှုလုပ်ခဲ့တာဖြစ်ပါတယ်ခရူဆိုမြို့နယ်ဒေါ်လစောကျေးရွာအုပ်စုထဲကစစ်ဘေးရှောင်တွေဟာကုန်စင်းလုံးကြီးမြင့်လာတဲ့နောက်ပိုင်းမိဖို့ကြောင့်အတုံးရှိတွေကိုရှော့ချလာရတယ်လို့ဆိုပါတယ် ခုဆိုမြင့်နေဒေါ်လာစောကျွာအုပ်စုကဒေတာခံတွေဟာရွှေ့ပြောင်းတောင်ရကိုလောက်ကိုင်းချပေးမယ်။အဲ့ဒီဒေတာဖက်ကိုဆစ်ရှောင်လာတဲ့စစ်ဘေးရှောင်တွေကတော့စက်ပြူရီလုပ်ငန်းကိုလောက်ကိုင်းနိုင်တာမရှိပါဘူး။ဒါအပြင်ဝင်ငွေမရှိတာကြောင့်လည်းအလူရှင်တွေရဲ့အထောက်အပံ့ကိုသာမိခိုအားထားနေရပါတယ်။ဒေါ်လာစောကျွာအုပ်စုထဲမှာတော့စစ်ဘေးရှောင်စခန်း၃ခုရှိနေပြီးလူဦးရေတထောင်ကျော်ရှိတယ်လို့သိရပါတယ်။ ကင်ဒရဝတီထမ်းမြေရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအိဒီအပေါင်းကကင်းဝင်ကြပါစေရှင်ကျမမောင်ညာမှာပါ